thank uh you -huh. င်္ဂလာပါရှင်ခစ်တဲ့သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုကြိုတင်သတင်းပေးဖို့ထားတော်လဲတရုတ်ချက်ချီနီအသင်းရဲ့ငလင်ပေးသည့်ပြည်သူများထောက်ပံ့ရေးကာကိုစီကိုစစ်တပ်ကနောင်ချုံမြို့နယ်မှာဖြစ်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကိုကြိုတင်သတင်းပေးဖို့ထားတော်လဲတရုတ်ချက်ချီနီအသင်းရဲ့ငလင်ပေးသည့်ပြည်သူများထောက်ပံ့ရေးကာကိုစီကိုစစ်တပ်ကနောင်ချုံမြို့နယ်မှာဖြစ်ခဲ့တဲ့အကြောင်း DNL ကသတင်းထုတ်ပြန်ပါတယ် မနေ့ကဧပြီလ10ရက်နေ့ည9:20မိနစ်အချိန်တရုတ်နိုင်ငံချက်ချီနီအတင်းကမြန်မာနိုင်ငံငလင်ဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရင်ပစ္စည်းများတင်ဆောင်လာတဲ့ရှင်တန်းကိုစီကိုစစ်ကောင်စီတပ်ကဆက်လက်တနက်နေ့ပြစ်ခတ်ခဲ့ကြောင်းအဆိုပါရှင်တန်းမှာမန္တလေးမြို့ကိုခရီးဆက်ရမှာနောင်ချိုမြို့နဲ့အုံမတိကျေးရွာမှာစစ်ကောင်စီတပ်ရဲ့အသင့်ဆောင်ဆိုင်ပြစ်ခတ်ခြင်းကိုခံခဲ့ရကြောင်းသိရပါတယ်။ တရုတ်ချက်ချင်းဤအတင်းရဲ့အကူအညီပေးရင်ရှင်တန်းကအမန္တလေးမြို့ကိုခီးဆက်သွားမယ်အကြောင်းကိုလည်းစစ်ကောင်စီထံသတင်းပေးပို့ခဲ့ပြီးဖြစ်တော့လဲအခုလိုလန်းခီမှာပြစ်ခတ်ခံရပြီးနောင်ကျုံမြို့ကိုပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်းသိရပါတယ်တရုတ်နိုင်ငံချက်ချင်းဤအတင်းရဲ့မြန်မာနိုင်ငံငလင်ပေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာတဲ့ရှင်တန်းကို TNL ကကာကွယ်စောင့်ရှောက်ပေးထားပြီး၎င်းတို့လိုရာခီးကိုဆက်လက်ပို့ဆောင်မယ်လို့ TNL ကထုတ်ပြန်ကြေညာပါတယ်ဆက်လက်ပြီးငလင်တန်းခံထားတော့လဲစစ်ကောင်စီကကာကွယ်လုပ်ငန်းများဆက်လက်ဆောင်ရွက်ပြီးစစ် လက်တိုက်မြိုင်လို့မင်းအောင်လိုင်ကကြေညာပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်အနေနဲ့ငလျင်တပ်ခံထားတော်လဲကာကွယ်ဆိုင်ရာလုပ်ငန်းများဆက်လက်ဆောင်ရွက်ပြီးစစ်ဆက်လက်တိုက်သွားမှာဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကကြေညာပါရယ်။မင်းကနေပြီးတော့မှပြုလုပ်တဲ့ငလျင်ဘေးဒဏ်ကူညီငွေလူဒဏ်မှုတွေလက်ခံပွဲမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကအထက်ပါတိုင်းပြောဆိုလိုက်တာပါ။လူမှုအစိုးရထံမှအာဏာကိုလက်နက်နဲ့စစ်အာဏာသိမ်းယူခဲ့တဲ့မင်းအောင်လိုင်ကလက်ရှိနိုင်ငံရေးဖြစ်ပေါ်လာတဲ့ပြဿနာကိုအကြမ်းဖက်တဲ့နီလန်းနဲ့ရွေးချယ်ခဲ့ကြတဲ့အတွက်စစ်တ က်အနေနဲ့ချမှတ်ထားတဲ့လုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအချို့သောတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များအနေနဲ့လက်ရှိအခြေအနေမှာတိုက်ပွဲဖော်ဆောင်ခြင်းမရှိတော့လဲတိုက်ခိုက်မှုများလှုပ်ဆောင်ဖို့အတွက်စုဖွဲ့ခြင်းလေ့ကျင့်ပြင်ဆင်နေခြင်းများလှုပ်ဆောင်နေတာကိုမိမိတို့အနေနဲ့သိရှိပြီးအဲဒီလိုဆောင်ရွက်ခြင်းမှာလည်းတိုက်ခိုက်ရခြင်းဖြစ်တဲ့အတွက်လိုအပ်တဲ့ကာကွယ်ဆိုင်ရာလုပ်ငန်းများကိုလက်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအကြံဖက်မင်းအောင်လိုင်းကဆိုပါတယ် ။နယ်လင်းဘေးဒဏ်ကြောင့် NUG ကနှစ်ပတ်အပြစ်ခတ်ရစဲမင်းလူကြီးညာထားမှုကို၎င်းကသိရှိကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးစစ်တပ်အနေနဲ့မြည်သည့်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့ရဲ့စခန်းကိုမှဥစွာတိုက်ခိုက်ခြင်းမရှိဘဲ၎င်းတို့လာရောက်တိုက်ခိုက်မှသာလျှင်လိုအပ်တဲ့တုံ့ပြန်မှုတွေကိုဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုပါတယ်။မလ28ရက်နေ့မန္တလေးနယ်စကိုင်းမြို့ကိုပို့ဟုတ်ပြုတဲ့ပြင်အား9.9အဆင့်ရှိငလင်ကြီးလုတ်ခတ်ပြီးချိန်ကလေးကစစ်တပ်ကတိုင်းနယ်ပြည်နယ်မှာနေရာ၅ခုကိုလည်းစစ်ကောင်စီကအလီချောင်းပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။နောင်ချိုမြို့နယ်ကံကြီးကျေးရွာနော ောင်းလင်းချင်းရွာကရင်ပြည်နယ်ကရန်ယူတက်မဟာခွနင်းနယ်မြေရှိလေးဝါချင်းရွာစကိုင်းတိုင်းချောင်းမြို့နယ်နွယ်ခွေကျူးရွာနယ်စစ်တောင်းမြေအရှိဘက်ကန်ဖြူမြို့နယ်ချင်းရွာတွေကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါပုံကျဲတိုက်ခိုက်မှုအလုံးကငလင်းလောက်ခတ်ချိန်မှာလောက်ခတ်ပြီးနိုင်ပိုင်းကြမှာစစ်ကောင်စီကအရှက်သားပြည်သူများရှိရာနေရာတွေကိုအကြမ်းဖက်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။မလ30ရက်ညနေ9နာရီကျော်ချိန်ကလည်းကြောက်ဖြူမြို့နယ်ကလဘာချင်းရွာကိုတညဝရီတက်ကဒရုန်းတစ်စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းကလဘာချင်းရွာ နောက်ဘက်ကြားကိုဘုံကြောက်ရောက်ပါခွဲခဲ့ပြီးနေအင်းချုံနယ်ဆိုင်ကန်တစ်ခုပျက်စီးသွားခဲ့ပါတယ်မလ30ရက်နေ့မှာလည်းပေါင်မြို့နယ်ကပ္ပစ24မှာစစ်တပ်ကစနိုက်ပါနဲ့ချောင်းမြောင်းပစ်ခဲ့ရာပေါင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှပကပရဲဘော်နှုတ်နဲ့ကျောင်းဆရာတအုပ်ကြာဆုံးခဲ့ရပါတယ် မလ31ရက်နေ့မနက်6:00နာရီကမှညောင်ရွှေမြို့နယ်အင်းလေးဒေသတောင်ပိုင်းရှိကျင်းရွာတွေကိုအကြမ်းဖက်စစ်တပ်နဲ့ PNP ပြည်သူစစ်တို့ကဒရုန်းလက်နက်ကြီးတွေနဲ့ရှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ရာပြည်သူနေအိမ်နှလုံးပြင်ဆင်ခဲ့ကြောင်းအလားတူမလ31ရက်ညနေ6:00နာရီကမှလည်း6ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြည်သူနေအိမ်တလုံးထပ်မံပြင်ဆင်ခဲ့ကြောင်းသိရပါတယ်။မလ31ရက်နေ့ညနေ9:54မိနစ်ခန့်မှာစင်ကူးမြို့နယ်လက်ပံလာရွာကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာနေအိမ်များမီးလောင်ပြားကျခဲ့ပါတယ်။မလ31ရက်နေ့ညနေ ေပိုင်းမှာအကြမ်းဖက်စစ်တပ်ကမိုးညင်းခရိုင်ခရိုင်တပ်မဟာရှစ်ဘက်ကိုဂျမ်ဖိုင်တာနှစ်စီးနဲ့ပုံချဲတိုက်ခိုက်တာကြောင့်စစ်တပ်နဲ့လာတက်တဲ့တနန်တာ30ရှင်ကိုကြာဆုံးပြီး20ရှင်ကိုထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မလ30ရက်နေ့နေ့လယ်2:40မိနစ်ချိန်မကွေးတိုင်းပေါင်းမြို့နယ်အခြေဆိုင်ကပ္ပစ24ကလက်နက်ကြီး87မမနဲ့လေးချက်ပစ်ခတ်ရာပေါင်းမြို့နယ်ပလောင်ကြီးရွာကိုကြားရောက်ပါခွဲခဲ့ကြောင်းအဆိုပါလက်နက်ကြီးကြားရောက်ပါခွဲမှုကြောင့်ပလောင်ကြီးရွာနှင့်အသက်73နှစ်အရွယ်မတ်အေဂရီမာဝမ်ပိုက်ကြီးထိမှန်ကတိဆုံးခဲ့ပါတယ်။ လ31ရက်နေ့ည8နာရီကျော်ချင်းစစ်ကောင်စီကလေကြောင်းနဲ့မြအုပ်မြို့နယ်ကိုပုံကျဲတိုက်ခိုက်ခဲ့လို့အသက်66နှစ်အရွယ်ဦးအောင်ကျော်စံတည်ဆုံသွားပါတယ်။မလ31ရက်နေ့မနက်9နာရီကျော်ချင်းကြောက်ပြူမြို့နယ်ဇင်ချောင်းကျေးရွာကိုလည်းစစ်တပ်ရဲ့ရေတပ်တင်ပေါ်ကလက်နက်ကြီးနဲ့ပစ်ခတ်ပြီးတန်ကားတော်တပါးပါဝင်အရသာ9ဦးတည်ဆုံပြီးဆရာတော်တပါးနဲ့ကိုရင်ပါဝင်အရသာ9ဦးဒဏ်ရာပြင်းထန်စွာရရှိသားကြောင်းမင်းရက်တိုက်နယ်ဝနက်ချုံ ကြီးရွာအနီးပင်လယ်ပြင်မှာရန်နာထားတဲ့စစ်ကောင်စီနေပြည်တော်ကလက်နက်ကြီး၃လုံးနဲ့ဇင်းချောင်းကြီးရွာကိုပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အေဘီလာတရံ ညပိုင်းချင်းပြည်နယ်မင်းတပ်မြို့ပေါ်လေရင်နဲ့ပေါင်း900ပုံးနှလုံးချင်းချတိုက်ခိုက်ခဲ့ရာနေအိမ်များပြင်ဆင်ခဲ့ပါရယ်။မနီကအီဗီလာတရန်နေမနက်7နိုင်ဝင်းကျင်းမာစစ်ကောင်စီတပ်ကအုံတီဆမ်မချင်းရွာရှိတောင်လာရွာနဲ့ကောရခါရွာကိုဒရုန်းနဲ့တစ်ကြိမ်ဂျက်ဖိုက်တာနဲ့တစ်ကြိမ်လာရောက်ပုံးချဲတိုက်ခိုက်ခဲ့ကြောင်းအဲ့လိုပုံးချဲတိုက်ခိုက်မှုကြောင့်ဒေသပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးပြင်ဆင်ခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါရယ်ရှင်။ ငလျင်လောက်ခတ်မှုအပေါ်စစ်တပ်ကအခွင့်ကောင်းယူနိုင်ငံရေးအမျက်မထုတ်စေဖို့အနီးကပ်စောင့်ကြည့်ဖို့နိုင်ငံတကာကို KNU တိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်းကိုအချိန်ပြုတ်ပြီးငလျင်လောက်ခတ်မှုအပေါ်စစ်တပ်ကအခွင့်ကောင်းယူနိုင်ငံရေးအမျက်မထုတ်စေဖို့အနီးကပ်စောင့်ကြည့်ဖို့နိုင်ငံတကာကို KNU ကတိုက်တွန်းလိုက်ပါတယ်။ပြည်သူများအတွက်ပင်အပ်တဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပေါ်အကြမ်းဖက်စစ်တပ်ကအခွင့်ကောင်းယူပြီးနိုင်ငံရေးအမျက်မထုတ်စေဖို့အတွက်အနီးကပ်အကဲဖြတ်စောင့်ကြည့်ရဲ့လုပ်ငန်းစဉ်ကိုနိုင်ငံတကာအနေနဲ့ထည့်သွင်းထားဖို့ကရင်မျိုးသား ီယုံ KNU ကမလ30ရက်နေ့မှာတိုက်တွန်းလာတဲ့အကြံဖက်စတက်က2008ခုနှစ်မြန်မာနိုင်ငံနာခင်မုံတိုင်းကြောင့်ပြည်သူများအတွက်လက်ခံရရှိတဲ့နိုင်ငံတကာအကူအညီတွေကို၎င်းတို့ရဲ့အကျိုးစီးပွားအတွက်အသုံးချတဲ့တမိုင်းချောင်းရှိတဲ့အတွက်အခုငလျင်တန်ခမ်းပြည်သူများအတွက်ပင်ရတဲ့လူသားချင်းစာနာတဲ့အထောက်အထားအကူအညီတွေပေါ့အကြံဖက်စတက်ကနိုင်ငံရေးအမျက်မထုတ်စေဖို့အနီးကအကဲပြတ်ဆောင်ကြည့်ရဲ့လုပ်ငန်းစဉ်ထည့်သွင်းဖို့ KNU တိုက်တွန်းလာတယ်။ KNU အနေနဲ့ငလျင်ချောင်းအသက်အဝင်စီစဉ်များများစွာပြည်စည်းဆောင်ရှောင်းခဲ့ရတဲ့အတွက်ပြည်သူ များနဲ့ထပ်တူထပ်မံကြေကွဲဝင်နေရသောငလင်အတွက်အချိန်တိုကာလအတွင်းကူညီဖို့ကံလန်းလာတဲ့နိုင်ငံတကာမှအစိုးရများဖွဲ့စည်းများဖြင့်ဒေသခံပရိတ်တဖွဲ့တွေနဲ့ပြည်သူရင်းရဲ့အကူအညီတွေကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းဒါပြင်ငလင်ပေးတဲ့ပြည်သူတွေကစစ်ကောင်စီထိန်းချုပ်နေမြေအောက်မှာရှိသလိုတော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့နေမြေများမှာရှိတာကိုတတိမူကငလင်ပေးကူညီပေးရမှာအပြန်ကူညီပေးတဲ့လုပ်ငန်းစဉ်ကိုအခြေခံပြီးမြေပြင်မှာအကူအညီပေးနေတဲ့ဒေသတိုင်းဝိုင်းတွေမှာတက်စင်အမှန်တကယ်လိုအပ်သူတွေထံရောက်ရှိရေလှုံ့ဆော်ဖို့ ် KNU ကနိုင်ငံတကာကိုတိုက်တွန်းပါတယ်။အဓိကအချက်ဖြစ်တဲ့လူသားချင်းစာနာထောက်ထားအကူအညီတွေကစေအုပ်စုကနေပြီးတော့မိမိကိုယ်ကျိုးအတွက်အသုံးမပြုနိုင်ဖို့ဆိုရင်တော့ဒီအကူအညီအလုံးကိုသူတို့စီကိုတိုင်ရိုက်စည်းဝင်တဲ့ဟာမျိုးတော့လုံးဝမလုပ်သင့်ဘူး။အထူးသဖြင့်လူသားချင်းစာနာထောက်ထားမှုဖြစ်တဲ့မြေပြင်မှာအကောင့်ထဲပေါ်မဲ့လူတွေလက်ထဲကိုတိုင်ရိုက်လူပေးတာအသင့်တော်ဆုံးဖြစ်တဲ့ဒုတိယချက်အနေနဲ့တကယ့်ကိုအကူအညီလိုအပ်နေတဲ့ပြည်သူတွေစီကိုရောက်ဖို့အတွက်ဆိုရင်ပေးလိုက်တဲ့အကူအညီကပွင့်လင်းမြင်သာမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုတိတ်ကိုလိုအပ်တဲ့ဒါကြောင့် monitoring mission san လို့ခေါ်တဲ့အမြင်နဲ့စောင့်ကြည့်လေးလိုက်ရန်နီးယားတခုကရှိဖို့လိုအပ်တယ်။ဆိုလိုတာကဒီအကူအညီတွေကတကယ်လူလူတွေရောက်လာမင်းရောက်လာဆစ်စေးတဲ့ရန်နီးယားပေါ့။ပြီးခဲ့တဲ့နာခင်မှာဒါရီမရှိခဲ့လို့အကုန်လုံးကစေအုပ်စုကသူ့ကိုကြိုးအတွက်တုံးသွားပြီးတော့ဘလောက်တင်းရုံမှရိုင်းဆိုင်ခဲ့တယ်လဲဆိုအဲ့ဒီမှာရှိသမျှရလာတဲ့အကူအညီပေါ်မှာသူတို့ကစေအုပ်စုတစ်စိတ်ကပ်ပြီးသူတို့မိသားစုနာမည်ကောင်းလုပ်တဲ့ဟာကအများကြီးပြက်ခဲ့တယ်။ပြင်စီပုံပေါ်လောအောင်နဲ့ရောက်ချင်တယ်လို့ရောက်ခဲ့တဲ့ဒါရီကတော်တော်လေးကိုစိုးတယ်။ဒါကတိုင်းပြည်ပုံရိပ်ကိုအမြ ားကြီးထိခိုက်တဲ့ဒါကြောင့်အဲ့ဒါတွေလုံးဝမဖြစ်ဖို့နိုင်ငံတကာကစက်မှတ်ဖို့လိုတယ်။ ဆက်လက်ပြီးအကြံဖတ်စကောင်းစီကငလင်းပေးကုညီလို့ဆိုပြီးစက်မှုဆောင်တစုံလေးငွေချက်သိမ်းနေရအဓမ္မတောင်းခံနေကြောင်းတင်ဆက်ပြပါမယ်။အကြံဖတ်စကောင်းစီကငလင်းပေးကုညီလို့ဆိုပြီးစက်မှုဆောင်တစုံလေးငွေချက်သိမ်းနေရအဓမ္မတောင်းခံလာကြောင်းစကောင်းစီကလိုင်တာယာမျိုးနဲ့ရွှေလင်းပန်းစက်မှုဆောင်ထံကိုပေးပို့ရစာရတရားပါတယ်။မန္တလေး28ရက်နေ့ဖြစ်ပွားခဲ့တဲ့ငလင်းကြောင်းနေပြည်တော်မန္တလေးနဲ့စကိုင်းတိုင်းတို့မှာပျက်စီးဆုံးရှုံးမှုတွေနဲ့တည်ဆုံးထိခိုက်မှုတွေရှိကြောင်းဒါကြောင့်ငလင်းပေးပြည်သူတွေကုညီဖို့အတွက်စကောင်းစီကစက်မှုဆောင်တစုံလေး လင်းငွေကြက်သိန်းညားလှူဒန်းဖို့ပြောဆိုလာကြောင်းသိရပါတယ်။ဒါကြောင့်စက်မှုဆောင်လုပ်ငန်းရှင်များအနေနဲ့ AP လေးရနီနောက်ဆုံးထားပြီးစက်ရုံတရုံလင်းငွေကြက်တသိန်းနှုန်းနဲ့လှူဒန်းပေးဖို့နိုင်တရားမျိုးနဲ့ရွှေလင်းဘတ်စက်မှုဆောင်စီမံခန့်ခွဲကော်မတီကနှိုးဆော်ထားပါတယ်။စကိုင်းတိုင်းတွင်မှာစက်မှုဆောင်29ဆောင်ရှိပြီးစက်မှုဆောင်များအလုံးမှာလည်းလျှက်စင်မီမီရတဲ့အတွက်လုပ်ငန်းတွေကိုရှာရည်ရနာထားရကြောင်းစမှုဆောင်လုပ်ငန်းရှင်များထံမှသိရတဲ့လို့သတင်းမှဖော်ပြပါရှိပါရရှင်။